ဒီအရင်ကလည်းတောက်တက်စားတော့မူးပြီးတော့မူးရောကြမူးရောကြတော့နည်းနည်းပိုပြောဖို့ကောင်းတာပေါ့တော့အခုလည်းပိုပြောဖို့ကောင်းပါတယ်အမတရတော့အဲ့လိုပါပဲမူးမူးပြီးတော့ဖုံးဆက်ပြီးတော့သူပြောတော့အညာပါဟုတ်ကဲ့ကိုဘွားအရင်ရှိတာနေတာအဲ့တော့မူးတော့လေအဲ့ကြောင့်သူ့နောက်ပိုင်းခေါ်တော့ပါလေဂျန်တော့လမ်းခေါင်းနေဆိုရအတိတ်တော့မူးခဲ့တော့ဟုတ်တယ်အခုတော့လိမ်မာသွားပါပြီတဲ့ဟုတ်ကဲ့ပါကိုဘွားအမေလေးပေါ့အရင်ကလည်းအခုလည်းပတ်ပါအာတခြားစီပေါ့နောက်တစ်ယောက်ပြောင်းသွားလို့ခင်ဗျာရတယ် တော့ဆိုကိုဘွားရင်အရက်ရန်တောက်တယ်လေနော်ဒါတော့ကို့အကိုအရှင်မပြောရမှာပေါ့ရန်ရန်တောက်တယ်အရန်ရစ်တယ်ဟိုတင်မလားတခါလေးဆိုလဲညာရင်ချင်းနေဖုန်းကြီးဆက်ပြီးတော့တင်မင်းသမီးကဘာဖြစ်တယ်ညာဖြစ်တယ်တင်မလားအဲ့လိုရစ်တာဒါပေမဲ့ဒီမတွေးလိုက်တဲ့ကာလကြာမှာတော်တော်ကြီးကိုပြောင်းလဲတာဖျားတရားတွေရမ်းလုပ်ပြီးတော့ရမ်းလိမ့်မှာပါကြီးလည်းသိရပါတယ်အခုကတကယ်ကိုလိမ့်မှာနေအရက်လည်းပြတ်သွားပြီလို့ပြောရဲဟုတ်လားပြတ်သွားပြီလားတကယ်ပြတ်သွားပြီတကယ်ပြတ်သွားပြီတကယ်ပြတ်သွားပြီအဲကျွန်တော်33နှစ်လုံးကအရင်ကြီးဘယ်လိုပြောမှမလဲကိုကိုကို တအားကြီးဇိုးခဲ့တာပေါ့လေအဲ့တော့ကိုလည်းကိုကိုနောင်နာရတော့လည်းမရပါဘူးဒါပေမဲ့အခုလက်ရှိအချိန်လေးကိုကောင်းကောင်းမွန်မွန်နဲ့အသက်ရှူနေရတော့တော်တော်ကြီးကိုအဆင်ပြေနေတဲ့အတွက်ကျွန်တော်ကတော့ခံစားမိတယ်ပေါ့အဲ့တော့ကျွန်တော်အသက်ရှူနေပြီးတချင်းလေးတွေဆက်လုပ်မယ်ပြီးကိုချစ်တဲ့လူတွေနဲ့ရှေ့ဆက်ချောက်သွားမယ်လို့ကျွန်တော်ကအကြီးမန်းထားတာပေါ့